်မင်္ဂလာပါကျမကေခိုင်ပါဒီပူပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်စကိုင်းတိုင်းဒဇင်မြို့နယ်မှာစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဇွန်လ၂ရက်နေ့မနက်အစောပိုင်း9နာရီဝန်းကျင်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဒဇင်အခြေစိုက်ပြည်သူ့လူမျိုးရေးထံမှတော့ PLAC ကသိရပါတယ်။ အတော်ရွာမှာအထိုင်ချနေတဲ့စစ်ကောင်စီတပ်ကတေကုန်းရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့ကြိုတင်သတင်းရတဲ့အတွက်တစင်မြို့ရဲ့အချစ်တောင်ဘက်ခုနှစ်မိုင်အကွာလမ်းကနေစောက်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်တဆင်းမြို့နယ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်အများရှိ၂ပွင့်ဗိုလ်အပါဝင်၈ယောက်တေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရပြီးလက်နက်ခေယမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် တိုက်ခိုက်မှုအတွင်ကနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ခပိုင်တနက်နဲ့လက်ကြီးစံတချို့နဲ့စစ်အုံအဆောင်ပစ္စည်းတွေကိုတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပေါ်ခြင်း15မိနစ်လောက်သာကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကအထိနာတဲ့အတွက်အထိုင်စခန်းရှိတဲ့အတော်ရော်ဘက်ကပြန်ဆုတ်တော်ကြတယ်လို့သိရပါတယ်ရှင်။ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာအခုရက်ပိုင်းအတွင်းမိုးအဆက်မပြတ်လျှော့သွန်းတဲ့အတွက်လမ်းပြိုကြတာရေစီးတနာတွေကြောင့်ရခိုင်ကုန်းတွေဟာလမ်းမပိတ်ဆို့နေကြပြီးရခိုင်ကအေးအေးထိမ့်ချုပ်မြို့နယ်တွေမှာကုန်စည်နှုန်းတွေမြင့်တက်နေလို့ဒေတာခန့်တွေစီကသိရပါတယ်။ရခိုင်နဲ့ချင်းပြည်နယ်မှာမေလ25ရက်နေ့ကတည်းကမိုးအဆက်မပြတ်လျှော့သွန်းတဲ့အတွက်လောင်တလိုင်နဲ့ပလဲဝော့လဲချောင်းမှာတောင်ပြိုကြတာကလတဲ့မြင့်ချောင်းမှာရေစီးတနာတွေကြောင့်ရခိုင်ကုန်းတွေယာနဲ့ချီပြီးလမ်းမပိတ်ဆို့နေတာတွေကြောင့်ကုန်စည်နှုန်းတွေနဆ နေပါမြင့်တက်တော်တယ်လို့မရာဦးမျိုးနယ်ကကုံတေတယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်ကအေအေထိန်ချုပ်မျိုးနယ်တွေမှာပြီးခဲ့တဲ့အပတ်ကမုံမယော်ခင်ကစာသုံးစီတလီတာကိုကျက်ငွေ6000ကျက်သွန်တလီတာကိုကျက်ငွေ6000ငရုတ်သီးတပိတ်တာကိုကျက်ငွေ2000ဆက်သုံးစီတလီတာကိုကျက်ငွေ8000ရှိခဲ့ပါတယ် အခုအပတ်မှာတော့စာသုံးစီတလီတာကိုကျန်ငွေ13000ကျက်သွန်တပိတ်တာကိုကျန်ငွေ18000ငရုတ်သီးတပိတ်တာကိုကျန်ငွေ28000စက်သုံးစီတလီတာကိုကျန်ငွေ14000အထိဈေးနှုန်းမြင့်တက်တော့ပြီးတခြားကုန်စည်တွေဟာလည်းအနည်းဆုံးကျန်ငွေ9000လောက်ဈေးနှုန်းမြင့်တက်တော့တယ်လို့သိရပါတယ်ရှင်အိုမန်ဒူဘိုင်းဆိုဝဒီအီရက်ဆိုတဲ့နေရာမလာကြပါနဲ့လို့ချမ ပြောချင်တာပဲဖြစ်ပါတယ် ဆရာနာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလောက်ကန်ရှာပါတဲ့ပြဿနာကြောင့်လူငယ်အများအပြားပြည်ပကိုလောက်ကန်အတွက်ထွက်ခွာခဲ့ကြတာပါပြည်ပကိုအခြေခံလောက်သားစေလို့ဖို့အတွက်အစိုးရချင်းနှစ်နိုင်ငံသဘောတူစာချုပ်ထားတဲ့နိုင်ငံတွေစီကျေဝင်သွားတဲ့သူတွေသာပြဿနာဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ရနိုင်မှာဖြစ်ပါတယ်ဒူဘိုင်းကနေတဆင်အီရန်နိုင်ငံကိုအပိုးခံထားရတဲ့ချင်းတိုင်းရင်းသူမျိုးသမီးငယ်တယောက်ဟာဂျွန်လာတဲ့နေ့မှာသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာကနေတဆင်သူ့ကိုကူညီပေးဖို့ live stream ကြောင်းဆိုခဲ့ပါတယ်အဲ့ဒီအမျိုးသမီးဟာအလုသမာပွဲစားတွေကအစဉ်စဉ်ပို့ဆောင်တာတွေ ကြောင့်အီရန်နိုင်ငံကိုရောက်မှမသိရောက်ခဲ့တာဖြစ်ပြီးအလားတူဖြစ်ရမျိုးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ဒီရောက်လာတော့မှကိုဟာနကိုမသိဘူးတလားနလားနေပြီးမသိတာ။ပြောရဲဘူးဒီတစ်ခါပြောလဲလို့ရှင်အရင်တော့လည်းမျိုးရိတ်ခံရပြန်မြမဖုံးသိမ့်မယ်ဆိုပြန်မပြီးတော့ဦးတို့ဒီတစ်ခါတော့အဲ့ဒါကြောင့်ဒီတစ်ခါတက်တီတွေတကုံမွေးပြီးမှပြောရမှာ။2020လာစတဲ့မင်းမဆောင်တော့ဘလို့ပဲပြောတော့ပြီးပြီလို့ပြောတယ်။သမီးတိုင်ပဲထားလိုက်တော့တယ်။ဒါမဲ့လူချင်တာပေါ့ကိုပဲဆောင်။ ရန်ကုန်မြို့ဆိုင်ဝင်မှာလှုပ်လှုပ်ခဲ့တဲ့လှုပ်သားတွေတဲကထက်ဝက်နေပါဟာအိန္ဒိယနိုင်ငံတွေစီကိုအလုတ်ကန်ကြွထွက်ခွာခဲ့ကြတယ်လို့အလုတ်သမားရေးတကြွလှုပ်ရှားသူတွေကပြောပါတယ်။လက်ရှိပြည်တွင်းပြည်ပခအခြေအနေမှာအလုတ်သမားစေလွတ်တဲ့အေဂျင်စီတချို့ဟာတရားဝင်လှုပ်သားပို့ခွင့်မရှိတဲ့ဒူဘိုင်၊အိုမန်၊အီရတ်၊ဆော်ရီစတဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေစီကိုအလဲဗီဇာနဲ့လှုပ်သားတွေပို့ဆောင်နေတာပါ။ ဒူဘန်တို့အိုမန်တို့အီရတ်တို့ဆော်ဒီတို့ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ရှိုက်ဆက်ထားတယ်ဒီကလူတွေကိုသူတို့ကအလီဗီဇာနဲ့ပတ်စပို့လုပ်ပြီးတော့တတော်ရှင်ပို့ပေးလိုက်တယ်ဒီမှာပြောတော့ကတော့အကုန်လုံးတာဝန်ယူပေးတယ်ဟိုရောက်တော့တာဝန်မယူတော့ဘူးစင်ကာပူကိုသွားမယ်လို့လာတဲ့သူတွေကလည်းအာလေးလာ၅လာ၆လာဖြစ်လာတယ်မသွားရဘူးဒူဘန်အိုမန်ဆိုသူတို့က free point ထားတယ်ဒီဘက်ဒီဘက်သွားမယ်ဆိုရင်တော့နင်တို့မြန်တယ်ဟိုဘက်ဆိုရင်တော့ကြာမယ်အဲ့လိုမျိုးအဲ့ကိုပို့တဲ့သူတို့များများကအင်ရှင်တွေနဲ့ရှိုက်ဆက်ပြီးတော့အာငါမြန်မာနိုင်ငံမှာလူခိုးပေးလို့ရတယ်အဲ့လိုမျိုးလေလုံရင်လုံရင်လည်းအလို့သမဘွားကနေပြီးတော့အေဂျင့်ပုံစံမျိုးဖြစ်သွားကြ တယ်တရားမဝင်တဲ့ agent တွေပဲမြန်မာနိုင်ငံမှာရှိတဲ့ agent တွေလည်းတရားမဝင်ဘူးတကယ်တမ်းဆိုရင်ဒူဘန်အိုမန်အီရတ်ဒီအရှိအလေပိုင်းတွေဆိုရင်အလို့တမပို့လို့ရတဲ့နိုင်ငံတွေမဟုတ်မြန်မာနိုင်ငံရဲ့တန်ရုံးတွေအားလည်းမရှိဘူးသူတို့ကအလေဗီဇာဆိုပြီးတော့ agent ဘက်ကပဲအကုန်ကြံခံပြီးတော့လုပ်ပေးတယ်ဟိုဘက်ကိုပို့ပေးလိုက်တယ်တချို့ကြတော့လေမြန်မာနိုင်ငံမှာ license တော့လောက်ထားတယ်စင်ကာပူတော့ဘာတော့ပို့လို့ရတဲ့ license ရှိတယ်ဒါပေမဲ့အဲ့လို license ရှိပေမဲ့လေကိုယ်နိုင်ငံတွေကိုထပ်ပို့တဲ့ဟာကြတော့တရားမဝင်ဘူးအဲ့လိုမျိုးပေါ့နော်နှစ်မျိုးရှိတယ်တရားဝင်လောက်ထားပေမဲ့တရားမဝင်ဘူး ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေရောက်ရွှေ့ပြောင်းလို့တာတွေနဲ့ဆက်ဆက်တဲ့ကိန်းဂဏန်းချက်လက်တွေကိုအတိအကျမှတ်တမ်းပြုလုပ်ဖို့အခက်အခဲရှိနေတယ်လို့အလို့သမားရေးတက်ကြွလို့ရှာသူတွေကပြောပါတယ်။အလို့သမားတွေအခက်အခဲဖြစ်ရင်မတရားနိုင်ကျင့်ခံရတာမျိုးရှိရင်အချက်လက်နဲ့တည်င်းပေးဖို့တန်ကြားနိုင်တယ်လို့မြို့သားညညွေးဆိုရ NUG အလို့သမားဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကပြောဆိုထားပါတယ်။ ြဿနာတွေကိုလက်တလုံးမဖြေရှင်းပေးနိုင်ရင်တော့ပြည်ပဆိုင်ရာလုံထမအဖွဲ့ ILOC မှာစစ်ကောင်စီရဲ့တာဝန်ယူမှုတောင်းခံမှုကိနယ်လို့ရတွေကိုတသက်အဖြစ်တင်သွင်းနိုင်မှုလုံထမရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်ကျွန်တော်သုဒ္ဓချမ်းသာပါမင်းညကထောင်ဖောက်ခွင်မှုအပြီးအင်ကာနဲ့ဇွန်လ3ရက်နေ့မှာပါကစ္စတန်ရဲ့အကြီးဆုံးမြို့ကယာရှိကမလီယာထောင်ရဲ့ပဒင်းပေါက်တွေပျက်စီးပြီးကျန်းပြည်တွေမှာကွေးကျင်နေတဲ့မယ်တွေပြန့်ကျင်းနေပါတယ် ဇွန်လ၂ရက်နေ့နောက်ပိုင်းမှာမြင်းကလေးလှုပ်လို့ထောင်ထဲချီတဲ့အကျဉ်းသားတွေထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ပြည်နယ်ဥပဒေရေးရာဝန်ကြီးဇီယာအူဟာဆန်လာရင်ကြားကပြောပါရီလွတ်မြောက်လာသူတွေကလေးစစ်၆ဦးကိုဖမ်းမိပြီးလို့ဒေတာတွေရုံမြင့်တဲ့ကြားသတင်းဌာနတွေကဖော်ပြပါရီဒါပေမဲ့အကျဉ်းသားပင်နဲ့ရောက်ထွက်ပြေးလွတ်မြောက်တော့တယ်ဆိုတာကိုတော့မဖော်ပြထားပါဘူးအခုထောက်ဖောက်မှုဟာပါကစ္စတန်မှာအကြီးအမားဆုံးထောက်ဖောက်မှုဖြစ်တယ်လို့လာအင်ဂျာကပြောခဲ့ပါတယ်ရှင်။ ဒီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခရရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါရှင်